အခုလိလာမဲခန်းရောဖို့ပေါ့နော်ဒီတန်နေရစကလုံးလေးကကြတော့အာဝနာနီရှိဖို့ပေါ့နော်အာဝနာနီရှိဖို့ဆိုရဲစကလုံးလေးဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကကြတော့ ဂင်ခိဒတ်တရှိတို့ကကိုချမ်းမာတန်ဆွမ်းနေတယ်ပျော်ရွှင်နေတယ်သူကပေါ့နော်ကျူနီရှုံးပိုလိစ်တဲ့ရှိမှာကိုတို့ပြောမစွေရုတ်တရက်ဆိုသူလိုရှုံးပိုလိဆိုတာကတော့ဂင်ခိကနခုနတာဆိုတဲ့အိပယ်မျိုးပေါ့နော်ရုတ်တရက်အစိတ်ကအဆင်မပြေတော့တာမျိုးအချမ်းမာတော့တာမျိုးလုံးဝစိတ်ကထောင်းသွားတာမျိုးအဲ့လိုပုံစံမျိုးမှာအတုံဖြူတဲ့စကလုံးလေးဖြစ်ပါတယ်ပြောမစွေလို့ရှိရင်စခိမတဲ့အခိအခိရှိတရှိတို့နော်ဆွမ်းနာလေးအစနာလေးတီဦးမှာအရန်အောင်မှာတော့ဝါကိုတော်တော်လေးလေးဖြည်းဖြည်းလေးလက်ရှိရတယ်ကချက်ချင်းဆိုလို့ရုတ်တရက်ပေါ့န เนาะနာနီကအတဲ့ကျူနီရှီစွန်တဲ့ရှိမှာရောစုပေါ့เนาะတခုခုကိစ္စဖြစ်တဲ့တော့ကြောင့်မလုံးဝအောင်စိတ်ကထိုင်းမှပြီးမျက်နှာတုံ့ပုံမိကြပါလေပုံစံအနေထားမျိုးအဲ့ဒါဆိုလို့ရှိရင်အာအိုနာနီရှိအိုဆိုပြီးတော့စကလုံးလေးကိုတုံ့လို့ရပါတယ် အဲ့တော့အာဝနာဆိုတဲ့အတိပယ်ကဟိုလန်ဆိုပေါ့နော်ဒီဟိနုနေရွယ်ဟိနုနေရွယ်တို့နောက်ကခိုမချနာဆိုလဲခိုမချနာအရွယ်စိန်လေးတွေဟင်းဒီဟင်းရွယ်စိန်လေးတွေဘိုးရှိဟိုဖူလိုတို့ဒီစားကိုဖြန်းပြီးတော့နေလိုက်တာပေါ့တို့ခုခုလုပ်လိုက်တာ ਨੇ ချက်ချင်းဆိုသလိုစိန်ဖန့်ပြီးတော့လန်ဆက်တကြွနေတဲ့ဟာကဂင်းခေခန္ဓာခုနာလိုနွမ်းနွမ်းသွားတာပေါ့နော်အဲ့လိုအတိပယ်မျိုးနဲ့တုံးတယ်အာဝနာနေရှိဟိုဆိုတဲ့အတိပယ်မျိုးနဲ့တုံးတဲ့စကားလုံးဖြစ်ပါတယ်အများတော်အဖြစ်ဟိတုံတော့ခန်းချောပေါ့နော်လူတွေရဲ့စိတ်ကန်စားချက်တွေကိုပုံညွန်းတဲ့အခ ါမှသုံးတဲ့စကားလုံးလေးဖြစ်ပါတယ်။အဲ့တော့ဝကြလေးနဲ့တွဲပြီးတော့မမီအောင်လေ့လာကြည့်ပါမယ်။ရှီခန်နီအိုချီတာတူခီတာတူတန်ခါရီဝါအာဝနာနီရှိဦးနော်ယောနီဂင်ကီနာခုရှိတာဆိုလို့ရှင်ရှီခင်းဆောင်းမွေးပွဲကြသွားရဲဆိုပြီးတော့ကြားလိုက်ရတဲ့ချက်ချင်းမှဆိုလို့သူကလုံးဝစိတ်ကလုံးဝဒေါင်းသွားတယ်ပေါ့နော်လုံးဝစိတ်ကလုံးဝအောင် ကျမ်းမာမှုကတော့မရှိတော့တဲ့ပုံစံမျိုးမျက်နှာမှာမြင်ရတယ်အဲ့လိုပုံစံမျိုးအနေနဲ့ရေးထားတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အိုကိုလာလေတာအတော်တော့ခိုးလို့မဝမာလို့တယ်အဝနာနေရှိဝင်လို့ရတာတာဆိုလို့ရှိရင်အစုခံလိုက်ရတဲ့ခလေးကစတော့ကတော့လုံးဝပြိုရှင်နေတဲ့ခလေးကအစုခံလိုက်ရတဲ့ချက်ချင်းဆိုလို့လုံးဝကိုမျက်နှာမှန်ဖတ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ရေးထားတာပေါ့နော်ပြောမယ်ဆိုရင်လုံးဝကိုဂိန်းခိကနာခုနာတာဆိုတဲ့အဓိပ္ပာယ်နဲ့ရေးထားတာပေါ့နော် 彼女は好きな人に申しされ、あおなにしようのようになっていた。そうし、とまが、とまちゃいねたてどしやにびろ。လုံးဝကိုသူ့ကိုမှုရှိပေါ့နော်လက်လူရှူထားတာကိုခံလိုက်ရတဲ့အချိန်မှာဆိုလို့ရှိရင်လုံးဝကိုစိတ်ကငွမ်းချောက်သွားတယ်လုံးဝကိုစိတ်ကမပြောတော့ဘူးဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ရေးထားသူမရဲ့ဟေရိုကန်သူမရဲ့ပုံစံအရလုံးဝကိုခုတော့ခုနတ်တာဆိုတဲ့အဓိပ္ပာယ်မျိုးလုံးဝမျက်မှောက်မျက်နှာကြီးဆိုတဲ့မျိုးပေါင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတွေနဲ့ရေးထားတာဖြစ်ပါတယ်။いつも အခါလူဤခါရေက今日はアオナにしようみたいアオナにしようみたいにしずကတာဆိုလို့ရှိရင်အအများကပုပ်ပွင့်လေးလေးဖြစ်နေတဲ့သူကဒီနေ့တော့ဘလိုလဲမျက်နှာကြီးတုံ့မောင်းနေရပဲအချိန်တိတ်မကောင်းဘူးရှိစုကပေါ့နော်တိတ်တိတ်ဆိတ်ဆိတ်လေးဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးရှင်းထားဖြစ်ပါတယ်နောက်တစ်ခုက market ရှိရင်တော့အတူချင်းမှုစင်ကအော်နာနိရှိအောင်တော့ရောနာခေါ့ကိုရှိတဲ့တာဆိုလို့ရှိရင် ရှုံးသွားပါတော့ပြိုင်ပွဲမှာရှုံးသွားတဲ့နောက်ပါဆိုလို့ရှိရင်ဒီအဖွဲ့ကအားလုံးကမျက်နှာတွေအကုန်လုံးသုံးပုံထိုင်းမိုင်းပြီးတော့ပြုရှင်ကျမ်းမှမူလည်းမရှိတော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ရေးတာအကုန်လုံးကရှုံးပုံပြီးရှိတဲ့ဤသို့ဆိုတဲ့အတိပ္ပယ်မျိုးပေါ့နော် gain key ကနောက်ခုနောက်တဲ့ဤသို့ဆိုတဲ့အတိပ္ပယ်မျိုးနဲ့ရှိတာဖြစ်ပါတယ်အဲ့တော့ဒီစကလုံးလေးချက်ဟန်တိုင်းကိုပေါ့နော်စန့်ကျင်ပစကလုံးလေးကိုကြည့်မယ်ဆိုလို့ရှင်ဒီစကလုံးလေးရဲ့စန့်ကျင်ပစကလုံးကဘာလဲဆိုတော့ Genki Ippai လုံးဝကိုချမ်းမပြောရှင်လာပြည်ပြီးတော့ကြာတော့ iki yo yo ဆိုတော့ကျွန်တော်ကိုပတ်တော်လေးချမ်းသာနေတဲ့တကြွကြွဆိုတဲ့ပုံစံမျိုးလို့ iki iki စတဲ့ indu ဆိုလို့ရှိရင်တကြွလန်းဆန်းနေတာမျိုးလို့ပေါ့နော်အဲ့ဒီလိုစကားလုံးတွေကကြောင်းရစကားလုံးဖြစ်ပါတယ်အဲ့ဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာဖြတ်တွေ့ပါမယ်